တတန်ဆွေးစွာကျင်ပါခဲ့တဲ့တကြံမလုပ်ဖို့ပြောရင်တော့အားလုံးကလက်ခံမှာတော့မဟုတ်ဘူးတကြံကိုလှုပ်ချင်တာထက်လှုပ်တင်လားမလှုပ်တင်လားဆိုတာကိုဦးစားပေးရမှာဖြစ်ပါတယ်ထိုင်းတကြံကာလာတွင်မှာထိုင်းဆူရနေအထူးတင်းကျပ်ပြီးတော့ပုံမူပြင်းထန်တဲ့ငွေတန်ထောက်တန်တွေပါဝင်တဲ့ စီမင်းစည်းကမ်း၅ချက်ကိုတတ်မှတ်ပြဋ္ဌာန်းကျင့်ရလိုက်ပါပြီ။နံပါတ်၁အထံချက်ဆက်မဖွင့်ရပါဘူး။အထံချက်ဆက်ဖွင့်ခဲ့မယ်ဆိုရင်ထောင်တန်တစ်လနဲ့ငွေတန်ပတ်နှစ်ထောင်ပါ။နံပါတ်၂ဆိုရှယ်မီဒီယာတွေမှာလူမှုကွန်ရက်စာမျက်နှာတွေမှာ Facebook တို့ TikTok တို့ Telegram တို့အဲ့ဒီတွေမှာအရက်သေးစာစောက်စားနေတဲ့ပုံကိုတင်လို့ဖြစ်စီ အရက်သေးသာတောက်စားကြရအောင်ကွာပျော်ကြအောင်ကွာလို့လှုပ်စော်လို့ဖြစ်စီအဲ့ဒါမျိုးလှုပ်လာမယ်ဆိုရင်ထောင်တန်တက်တက်ငွေတန်ပတ်၅သိန်းဒါတော်တော်ပြင်းထန်တယ်နော်နံပါတ်၃သူတဘောကိုမဖွယ်မရာပြုတ်မှုမယ်ဆိုရင်ထောင်တန်၁၀နဲ့ငွေတန်၂သိန်းဒါလည်းပြင်းထန်တာ ူတော့မပွဲမရပြုပြုမှုတယ်ဆိုတာတွေကကျွန်တော်စိုက်ကယ်စီးလာတဲ့လူကိုပြင်းပြင်းထန်ထန်ပက်ထွက်လိုက်တာပြီးတော့ပေါင်တာတွေပါတွေကိုအယုတ်ဆိုးကြီးကြသွားဖမ်းတာပြီးတော့ယောက်ျားလေးမိန်းကလေးခန္ဓာအိုးတွေတွေကိုမဖွယ်မရကိုယ်တိုင်ကိုယ်ကျပြုမှုတာရဲ့တကြံရေပြွတ်တွေနဲ့မခွယ်မရပြုလုပ်တာတွေဒါတွေပြောတာပါအဲ့ဒီအတွက်အဲ့ဒါလည်းတော်တော်ပြင်းထန်တဲ့ဖြစ်တယ်မှာထောင်တန်းဆက်နဲ့ငွေတန်းနှစ်သိန်းနောက်နံပါတ်၄ တကြံကားပေါ်မှာအရက်သေးစာတောက်စားမယ်ဆိုရင်ငွေတန်းကျွန်တော်တို့6000ထောက်တန်း6လနောက်ကလုံလုံချုံချုံမွေစားပဲနဲ့တကြံမှာလဲမယ်တတ်မယ်လမ်းလျှောက်ပြီးပဲလဲလဲစပိန်စီစိုက်ကယ်စီမော်တော်ယာဉ်အဲ့လိုဥပဒေမျိုးကိုရခုနှစ်မြန်မာနိုင်ငံမှာထုတ်တင်တယ် တတ်တန်ဆွေးစွာကျင်ပါခဲ့တဲ့တကြံမလုပ်ဖို့ပြောရင်တော့အားလုံးကလက်ခံမှာတော့မဟုတ်ဘူးတကြံကိုလှုပ်ချင်တာထက်လှုပ်တင်လားမလှုပ်တင်လားဆိုတာကိုဦးစားပေးရမှာဖြစ်ပါတယ်မလှုပ်တင်တဲ့အကြောင်းကတော့ငလင်ဘေးတွေတင်းလို့တဏ္ဍာရန်လုံးဝမ်းနေနေရတဲ့အချိန်လေးဖြစ်တဲ့ဆန်းပြင်းတဲ့အစေပိုင်းမိုင်းနာမျိုးမှာဆိုရင်မြမပြင်းငလင်ဘေးတင်းလို့၆လက်စားတကြံမန်တက်တွေပြန့်ဖြန့်နေတာတွေ့ရတယ်အဲ့ဒါကြောင့်လှုပ်ချင်တာထက်မလှုပ်တင်တာကို ဦးစားပေးတာဖြစ်တယ်။မြန်မာမှာဆိုရင်အပြုတ်အပြက်လည်းများတယ်ဒုက္ခတွေလည်းများကြီးကြုံတွေ့ရတယ်။ဝမ်းနည်းစရာတွေလည်းအခုထိမတိတ်ဆိတ်နိုင်သေးဘူး။ထို့ကြောင့်လှုပ်ချင်တာထက်မလှုပ်သင့်တာကိုဦးစားပေးသင့်တယ်လို့မြင်ပါတယ်။မြန်မာမှာရှိတဲ့တခြားဘာသာအစ္စလမ်တွေတောင်မှသူတို့ရဲ့အင်းနဲ့မှာအပြော်ပါးတွေမလှုပ်ဖို့ပြောခဲ့တယ်။လှုပ်တာလည်းမတွေ့ရပါဘူး။တခြားနိုင်ငံတွေလည်း မြန်မာနိုင်ငံကိုလာကူညီနေကြတယ်။တကြံလို့ရင်ဒီလောက်ဒုက္ခတွေဒီလောက်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာတော့အပြော့အပါးကမပြတ်ဘူးလို့ဒီလိုမြင်လာကောင်းမြင်လာနိုင်တော့ပေါ့နော်။ထို့ကြောင့်လည်းမလုံတဲ့ဘူးလို့မြင်ပါတယ်။တကြံကမြမယဉ်ကျေးမှုအမွေနဲ့ဘာလို့မလုံတဲ့ရမှာလဲပြောလာမယ်သူတွေရှိတယ်။တကြံဆိုတာမြမယဉ်ကျေးမှုအမွေအနှစ်ဆိုတာ မဖြစ်မနေလုပ်ဖို့လုပ်ရမယ်ဟာမျိုးလားမေးချင်ရှိတယ်မလုပ်ရင်ဘာဖြစ်မှာမလို့လဲနော်မလုပ်ရင်အတက်ခံရမယ်ဆိုတဲ့ဥပဒေရှိနေရင်တော့တမျိုးပေါ့လေနော်တချို့ဟာတွေမလုပ်လို့လည်းဘာမှမဖြစ်ဘူးဆိုရင်လုပ်ချင်တာတက်မလုပ်တင်တာကိုဦးစားပေးတင်တယ်တချို့ငလင်းတဲ့မထီးတဲ့နေရာတွေကြာတော့လုပ်ချင်ကြမှာပေါ့ ါကတော့တဏ္ဍာန်ကံလုံးအနေနဲ့ကြည့်ပြီးလိုက်ရောပေးရမှာဖြစ်ပါတယ်။တားလို့မရဘူးလှုပ်ရှင်တပါဆိုလဲမန္တတ်တွေနဲ့ကြီးကြီးကျယ်ကျယ်မဟုတ်ပဲတချင်းတွေအကျယ်ကြီးမဖွင့်ပဲတိုးတိုးတိတ်တိတ်လို့ပေါ့နော်။တကယ်တော့တချမ်းဆိုတာပြောစရာတခုပါပဲ။ဒီနှစ်မပြောလဲနောက်နှစ်တွေပြောစရာတွေအများကြီးကြံပါသေးတယ်။အဲ့လိုပြောတော့နောက်နှစ်ဆိုတာမတိကြဘူးလို့ပြောတဲ့သူတွေရှိတယ်။ ပြောစရာဆိုတာတကြံမှပြောစရာဖြစ်တာမဟုတ်ပါဘူး။ကွန်ပျူတာဆိုနေအတူနေရတာလဲပြောစရာတွေပဲ။မိတ်ဆွေတွေတငယ်ချင်းတွေနဲ့အပေးအယူမျှတနေတာလဲပြောစရာတွေပဲ။တချင်းနားထောင်ပြီးစောက်ဖတ်နေရတာတွေအောင်မြင်မှုရတာတွေကလည်းပြောစရာတွေပဲ။နောက်ဆုံးတယောက်ထဲနေရတာလဲနေတတ်ရင်ပြောစရာပါပဲ။ဒီအချိန်ကဖြစ်ချင်တာထက်ဖြစ်တင်တာကိုဦးစားပေးရမှာ။ ပြောစရာဆိုတာထက်တယောစရာတွေတော့မဖြစ်စေချင်ပါဘူးနော်အခုဟာကမင်းချင်းမင်းချင်း110ပါးနဲ့မညီလို့ထင်ပါတယ်ဗျာတဲ့ငလင်ကိစ္စအခုထိမပြီးသေးဘူးနော်အဲ့မင်းလင်လောက်ချင်းဟာမင်းလင်လောက်ကြောင့်အကြောင်း10ပါးကြောင့်ဖြစ်တယ်ဆိုတာအဲ့ဒါအဓိကအကြောင်းပေါ့နော်မင်းချင်း110ပါးနဲ့မကိုက်ညီလို့ဆိုတာက ဒါတိုင်းအကြောင်းတော့မဟုတ်ဘူးတို့ပဲမဲ့ဆက်နွယ်ပြီးတော့ပြောမယ်ဆိုရင်တော့အဲ့ဒီအကြောင်းကြောင့်လည်းဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်လဲဆိုရင်အဲစတုဂန်ဒီဘအာဒမီကတုံးမှလာတာကဘယ်လိုဘယ်လိုလဲဆိုရင်ယဟန်တို့တဲ့မင်းချင်းတရားဘင်းမင်းတရားတို့ဒီတရားမဆောက်တော့အခါမူမတ်တို့ဒီတရားမဆောက်ကုန် မူမတ်တို့ဒီတရားမစောက်တော့အခါပုံနာတကြွယ်တို့လည်းတရားမစောက်ကုန်ပုံနာတကြွယ်တို့ဒီတရားမစောက်တော့အခါဤကုံ၁၂ပုံနေသူတို့လည်းတရားမစောက်ကုန်ဤကုံ၁၂ပုံနေသူတို့ဒီတရားမစောက်တော့အခါလာနေတို့ဒီမညီညွတ်ကုန်တဲ့လာနေတို့ဒီမညီညွတ်တော့မညီမညွတ်လှက်ပတ်နေတော့အခါနခတရာတို့ဒီမညီညွတ်တော့ဘူးတဲ့ပုံမှန်မလှက်ပတ်တော့ဘူးနခတရာအပေါင်းတို့ဒီမညီမညွတ်တော့အခါ နေ့တွေညတွေဆိုတာလည်းမညီညွတ်တော့ဘူးတဲ့ပုံမှန်နေ့တွေညတွေမကန့်ညီတော့ဘူးပေါ့အဲ့လိုနေ့တွေညတွေမကန့်ညီတော့မကန့်ညီတော့ဘူးမညီညွတ်တော့ဘူးဆိုရင်တဲ့တလတလခွဲဆိုတာလည်းပုံမှန်မဟုတ်တော့ဘူးမကန့်ညီတော့ဘူးတဲ့မညီညွတ်တော့ဘူးအဲ့ဒီလလခွဲတွေမညီညွတ်တော့အခါအိုးတူးတွေနှစ်တွေဆိုတာလည်းမညီညွတ်တော့ဘူးတဲ့ပုံမှန်မဖြစ်တော့ဘူး အဲဒါလို့ဥတုတွေနှစ်တယ်ပုံမှန်မဖြစ်တော့ဘူးမညီညွတ်တော့ဘူးญาတိဥတုတွေဖောက်ပြန်နေမယ်ဆိုရင်လေတို့ဒီမညီညွတ်တော့ဘူးနဲ့ပုံမှန်မတိုက်ခတ်တော့ဘူးပုံမှန်လေမတိုက်တော့ဘူးအဲအခုလိုအချိန်ခါမျိုးမှာအဲမုံတိုင်းတွေဌာနာမျိုးဘာညာဖြစ်တတ်တယ်တဲ့အဲလေတွေမညီလေမညီညွတ်တော့အခါပုံမှန်မတိုက်တော့အခါနတ်တို့ဒီအမြတ်တော်သာဖတ်ကုန်ဤတဲ့ နတ်တို့အမျက်ဒေါ်သာထွက်ကုန်သည်ရှိတော်မိုးကောင်းစွာမရသွန်းဘူးတဲ့မိုးကောင်းပုံမှန်ဖြစ်တော့ဘို့မိုးကောင်းစွာမရသွန်းတဲ့အခါကောက်စပါပောက်ပွဲတင်းနံတို့သည်ရင်ချိန်တိုင်ရင်ချိန်တိုင်ရင်မှဲ့ချိန်တိုင်မမဲတော့ဘူးတဲ့နော်ယဟန်တို့တဲ့အဲ့ကောက်ပွဲတင်းနံတွေရင်ချိန်တိုင်ရင်မှဲ့ချိန်တိုင်မမဲတော့တဲ့အခါမှာ ထိုကောက်ဘဲတိနံကိုမှီပြီးတော့အတက်မွေးဝမ်းချောင်ပြုတော့စားသုံးသူတို့သည်အတက်တူကုန်ဤတဲ့အစင်မလားတော့ကုန်အားနေကုန်ဤအနာရောဂါတွေများကုန်ဤတဲ့အဲ့ဒါလိုဆိုတယ်အဲ့ဒီတက်စီတွေကကိုချင်းတရားတွေပြတ်ပြတ်လာတဲ့အခါတက်မဲ့ဖြစ်တဲ့သဘာဝတရားကြီးရတယ်ပုံမှန်မလဲပတ်တော့ဘူးအဲ့တက်မဲ့ဖြစ်တဲ့သဘာဝတရားကြီးက ိုက်ခိုက်လာတဲ့အခါမှာတက်ရှိတရားတွေပဲခံရတယ်။အဲ့ဒီတက်မဲ့ဖြစ်တဲ့သဘာဝတရားကြီးကတိုက်ခိုက်လာတဲ့အခါတက်ရှိတွေကဘာမှမတက်နိုင်ဘူးပြ။ခုဟာကဘာလို့ဆက်နွယ်ပြီးတော့အကြောင်းဖြစ်ရတာလဲဆိုရင်အဲ့ဒီငလင်လောက်ကြောင်ရှစ်ပါးထဲမှာနံပါတ်၁ချက်ဖြစ်တဲ့အဲ့ဒီမြေတွေရေတွေလေးတွေမညင်ညွတ်တဲ့အခါမှာငလင်လောက်တာပေါ့နော် အဲ့ဒီအချက်နဲ့အခုအာရမီကတုံ့ပြန်လာတဲ့အဲ့ဒီမင်းကစပြီးတော့အချက်မကောင်းအချက်အချက်အချက်မကောင်းတဲ့အတွက်ကြောင့်အချက်တရားတွေပြက်ပြက်လာတဲ့အတွက်ကြောင့်တတ်မဲ့ဖြစ်တဲ့အဲ့ဒီလေတို့အထိပုံမှန်မလဲပတ်တော့တဲ့အထိဖြစ်လာနိုင်တယ်ဖြစ်လာတဲ့အတွက်ကြောင့်အဲ့ဒီလေကတိုက်ခိုက်တဲ့အတွက်ကြောင့်မြေလှုပ်ရတယ်အဲ့ဒါလို့လဲ ဆက်နေပြီးတော့အကြောင်းဖြစ်လာတယ်လို့ပြောနိုင်တာပေါ့နော်အဲ့ဒီတော့လူတွေကကိုချင်းတရားမကောင်းတာများလာတဲ့အခါတတ်မဲ့ဖြစ်တဲ့သဘာဝတရားကြီးတွေကလည်းဖောက်ပြန်ပြီးတော့အဲ့ဒီတက်ရှိဖြစ်တဲ့သဘာဝတွေကိုပြန်ပြီးတော့တိုက်ခိုက်လာတတ်တာပေါ့နော်သဘာဝတွေဒုက္ခရောက်နေကြတာဟာ လူမိုက်ကြောက်ပဲဒုက္ခရောက်อยู่ထုံးစံရှိတယ်။သူတော်ကောင်းလူလိမ်မာကြောက်ဒုက္ခရောက်อยู่ထုံးစံမရှိပါဘူးเนาะ။ဘလို့လူတွေလူမိုက်ဖြစ်ရတာလဲဆိုရင်လူမိုက်တွေကဘယ်သူတွေလဲဆိုလို့ရှိရင်လောဘအာကြီးတဲ့သူတွေဒေါသအာကြီးတဲ့သူတွေမောဟအာကြီးတဲ့သူတွေဟာဒါလူမိုက်ပဲ။ ဘာဖြစ်လို့လဲဆိုရင်လောဘအထာဏဇာနာတိဒေါသအထာဏဇာနာတိမောအထာဏဇာနာတိလောဘတွေဒေါသတွေမောဟတွေများပြားလာတဲ့အခါလောဘတွေဒေါသတွေမောဟတွေအားကြီးလာတဲ့အခါအစိုးရအကောင်ရောအကြောင်းအကျိုးတွေမတိတော့ဘူးမိုက်ချင်းတလုံးမိုက်လာကြတယ်အဲ့လိုမျိုးလောဘတွေဒေါသတွေမောဟတွေအားကြီးလာတဲ့အခါ လူလူချင်းမဟုတ်ဘူးတိုင်းပြည်ယူပါပြက်စီရတယ်နော်ဒါဘယ်သူမှမဟုတ်ဘူးလောဘတွေဒေါသတွေမောဟတွေအားကြီးတဲ့သူတိုင်းအဲ့ဒီလိုသူတွေကြောက်ပဲဒုက္ခရောက်နေတယ်လို့မှတ်ရမယ်ဒါပါပဲ။